မန္တလေးတိုင်းကိုတင်ပို့ရောင်းချနေတဲ့ဒဝဲခရိုင်ကံယိုတန်းဒေသတွေကအုံသီးတွေတဲယူရခက်ခဲတဲ့အတွက်အဝယ်ရက်ပြီးအုံသီးစေးကျသွားတယ်လို့အုံသီးစေးကွက်ထဲကနေသိရပါဗျ။အခုနှစ်မလကလှုပ်ခဲတဲ့စကိုင်းငလျင်ကြီးပြီးတဲ့နောက်အုံသီးဝယ်ယူတဲ့မုံတိုင်းနဲ့စက်ယုံတွေကအုံသီးအဝယ်ဆောက်ရောက်ကြသွားတာလို့ဆိုပါရယ်။ဒါအပြင်အောက်ကလကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ကလိန်အောင်မလွဲတောင်လမ်းပိုင်းရရှိပိမိပြီးချိန်မှာတော့မန္တလေးဘက်ကအုံသီးဝယ်သူတွေလုံးဝရပ်နာသွားကြတယ်လို့အုံသီးလုပ်ငန်းရှင်တွေကဆိုပါရယ်။ မန္တလေးကအုံသေးဝယ်ယူသူတွေဟာကံပေါက်ဒေတာအပြင်နဘူးလက်ဒေတာနဲ့မြိတ်တွေကာလန်ဘော်ကတရချောင်းမြို့နယ်အောက်တရချောင်းရွာတွေအထိကိုပိုင်အုံမင်တပ်သူတွေနဲ့လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။မြိတ်တွေကာလန်မှာလည်းအခုနှစ်ဧပြီလကစပြီးတိုက်ပွဲတွေကြောင့်လမ်းဖိတ်ဆုမှုမကြခဏကြုံနေရသလိုရင်းနှီးစိတ်ကမ်းတည်ရှိတဲ့နဘူးလက်ဒေတာမှာလည်းဆီယနာရှင်ရဲ့အစ်စ်ချောင်းထိုးမှုကြောင့်ဒေတာခံတွေမကြခဏတိမ်းရှောင်ရလေ့ရှိပါတယ်။ န်သေးအဝယ်နေသွားတဲ့အတွက်အုံသား6လောက်သူများလာပြီးအုံသား6စီးလဲကြလာတယ်လို့အုံသား6ဝယ်တဲ့ပွဲရုံတွေစီကသိရပါဗျ။ဒီလိုအုံသေးနဲ့အုံသားစီးကြလာတဲ့အတွက်ဓာတ်ရိုက်ဝယ်စီးလဲတလုံးကိုကြက်ရကနန်းလောက်ပဲရှိတော့တယ်လို့အုံချံပိုင်ရှင်တွေကဆိုပါတယ်။တဝဲဒေတာထွက်အုံဒီကိုမန္တလေးစေကွက်မှာအဝယ်လိုက်ခဲ့တဲ့အတွက်2024ခုနှစ်ကအုံဒီတလုံးကို ကျပ်9000အထိဈေးရှိခဲ့ပူတယ်လို့အုံဒီလုပ်ငန်းရှင်တွေနဲ့ဒေတာခန်တွေစီကသိရပါဗျာ။